အားလုံးပဲမင်္ဂလာပါခင်ဗျာ Football Forever Channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ ိုနာဒေးတီလီဘာပူး၏စာချုပ်တစ်ကမ်းလမ်းမှုကိုပယ်ချခဲ့သောကြောင့်ညှိနှိုင်းမှုများရပ်တန့်နေကိုနာဒေးတီလီဘာပူးအသင်း၏စာချုပ်တတန်းတိုးရန်ကမ်းလမ်းမှုကိုပယ်ချခဲ့ပြီးလက်ရှိတွင်စာချုပ်ညှိနှိုင်းမှုများရပ်တန့်နေကြောင်း Golden သတင်းရင်းမြစ်ကဖော်ပြထားချက်အရသိရပါသည်။ Saudi Club Anasa အသင်းသည် Manchester United မှ Casemiro ကိုခေါ်ယူရန်နီးစပ်နေ Saudi Club Anasa အသင်းသည် မန်ချက်စတာယူနိုက်တက်မှကွင်းလယ်လူကတ်စ်မဲယိုကို ခေါ်ယူရန်နှိစက်နေပြီဖြစ်ကြောင်းစပေါ့ဂျဲဆိုအမသတင်းထုတ်ပြန်ခဲ့ပါတယ်။မိုနာကိုအသင်းသည်ပော့ပါကိုအလွတ်ပြောင်းရွှေ့ခြင်းဖြင့်ခေါ်ယူရန်နှိစက်မိုနာကိုအသင်းသည် ပြင်သစ်ကွင်းလေကစားသမားပေါ့ပါကိုအလွတ်ပြောင်းရွှေ့ခြင်းဖြင့်ခေါ်ယူရန်သဘောတူညီမှုရရှိလူမျိုးပါဖြစ်ပြီးမကြမီအတီးပြုချက်ထွက်ပေါ်လာတော့မည်ဖြစ်သည့်အသေးစိတ်အချက်လက်များကိုနောက်ဆုံးအစဉ်ညှိနှိုင်းနေပြီးကြာမြင့်စွာပိတ်ပင်ခံထားရပြီးနောက်ပေါ့ပါပြန်လဲကစားနိုင်တော့မည်ဖြစ်သည့်ပြီးခဲ့သည့်အပတ်ကဖော်ပြခဲ့သည့်အတိုင်းနှစ်နှစ်စာချုပ်ချုပ်ဆိုရန်အသင့်ရှိနေပြီဖြစ်ကသဘောတူညီမှုရရန်အလွန်နှိစက်နေပြီဖြစ်သည့်အစည်းအတွက်ပေါင်တန်း60ပြောင်းရွှေ့ခြင်းကိုအရေးကြလက်ခံရန်အသင့်ရှိနေသည့် Crystal Palace Crystal Palace အတင်းသည်နင်းတို့၏ကစားသမား SA အတွက်ပေါင်တန်း60ဖြတ်သိမ်းခြင်း release clause ကို အသက်သွင်းပါကအဆိုပါပြောင်းရွှေ့ခြင်းကိုအရေးကြစနစ်ဖြင့်လက်ခံရယူရန်အသင့်ရှိနေကြောင်း Graham Bailey တရင်းရင်းမြစ်ကဖော်ပြခဲ့ပါသည်။မိုနာကိုအတင်းသည်အန်ဆူပါတီစစ်စစ်မှုကိုယခုအပတ်တွင်ပြုလုပ်ရန်စီစဉ်နေမိုနာကိုအတင်းသည် အန်ဆူဖာတီစစ်စစ်မှုကိုယခုအပတ်တွင်ပြုလုပ်ရန်စီစဉ်နေကြောင်းသိရသည့်မိုနာကိုနှင့်ဘာစီလိုနာတို့သည် ခေါ်ယူခွင့်ရွေးချယ်ခွင့်ပါဝင်သောအငှားစာချုပ်သဘောတူညီမှု၏အသေးစိတ်အချက်အလက်များကိုအပြီးတက်နေသည့်အတီးပြုချက်သည်မကြာမီထွက်ပေါ်လာမည်လို့သိရပါသည်။အားကစားသတင်းတွေနားထောင်ရတာကြိုက်နှစ်သက်တယ်ဆို Channel လေးကို Subscribe လုပ်ပေးတော်မူတောင်းဆိုပါရစေခင်ဗျာ။